လောကမှာလူနှစ်မျိုးရှိတယ်ပထမတစ်လူတစ်မျိုးကတော့အတိတ်ထုံးကเนาะ तू လှုပ်ခဲ့တဲ့အမားတွေကို तू ပြန်ပြီးတော့မှတွေးတယ်เนาะအဲ့ဒီအမားတွေပေါ်မှာခြေခံပြီးတော့မှဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်တယ်ကိုကုကိုအပြစ်ရှိတယ်လို့လဲခံစားရပြီးတော့မှရှေ့ဆက်မသွားနိုင်တဲ့သူအဲ့တော့ဒုတိယလူတစ်မျိုးကတော့เนาะကိုအတိတ်ထုံးကလှုပ်ခဲ့တဲ့အမားတွေတဲကနေပြီးတော့မှ သင်ခန်းစာတွေယူတယ်အဲ့တော့အဲ့ဒီသင်ခန်းစာတွေကိုဘယ်နေရာမှာအသုံးချမှာလဲဆိုတော့အခုလောလောဆယ်ပြစ်ဆုပ်ပံလုပ်နေတဲ့အနေထားလုပ်နေတဲ့အရာတွေနဲ့အနာဂတ်ထဲမှာလုပ်မဲ့အရာတွေစီမှာ ပြန်ပြီးတော့မှအသုံးချတယ်အဲ့တော့ဘယ်သူကဘဝမှာအောင်မြင်ကြီးပွားတိုးတက်ချမ်းသာလိမ့်မယ်လို့ထင်ပါလဲ Of course เนาะပြေးကြတာဘောကျွန်တော်တို့ကဒုတိယမြောက်လူသည်ဘဝမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာလိမ့်မယ်အဲ့တော့ အခုဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေဒီလေဘဝမှာကိုကအောင်မြင်နေတဲ့သူတိုးတက်ကြီးပွားချမ်းသာခြင်းနဲ့သူဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့ကိုလှုပ်ခဲ့တဲ့အမားတွေတဲကနေပြီးတော့မှသင်ခန်းစာတွေယူပါ lesson learn အနေနဲ့ကျွန်တော်တို့ယူပါအဲ့တော့ကျွန်တော်ခဏခဏပြောသလိုပဲလောကမှာအမားမလှုပ်ဖူးတဲ့သူဆိုတာမရှိပါဘူးเนาะလူတိုင်းအမားလှုပ်ကြပါတယ်เนาะအဲ့တော့တချို့လူတွေကတော့မားဒီအမားတစ်ခုကိုထက်ခါထက်ခါထက်ခါလှုပ်ပါတယ် နော်အဲ့တော့အဲ့ဒါကိုတော့ကျွန်တော်ခဏခဏပြောသလိုပဲအဲ့ဒါဒီအမှားမဟုတ်တော့ဘူးအဲ့ဒါဒီရွေးချယ်မှုတစ်ခုဖြစ်သွားပြီအဲ့တော့လူတယောက်ဒီဒီအမှားတစ်ခုကိုပဲထက်ခါထက်ခါလုပ်နေပြီဆိုလို့ရှိရင်သူဒီသာရွေးချယ်မှုအရာလုပ်နေတာဖြစ်ပါလိမ့်မယ်နော်အဲ့တော့တတော်တော်ဒီအမှားတွေလုပ်မိတဲ့အခါမှာလူတော်တော်များများကနော်ခုနပထမလူလူမျိုးပေါ့နော်အဲ့တော့အော် guilty ဖြစ်တယ်နော်အတီကအထူးသဖြင့်ကိုကိုကိုအပေါ်မှာ အပြစ်ရှိတယ်လို့ခံစားရတယ်မကြေမနက်ဖြစ်တယ်ငါသာမလုခက်ရင်ငါသာအဲ့ဒီအမှားမလုခက်ရင်သိကောင်းမှာပဲနောက်ငါအဲ့ဒီတုန်းကသာအဲ့လိုမလုခက်ရင်သိကောင်းမှာပဲဆိုပြီးတော့မှတနှုံနှုံတွေးပြီးတော့မှဖြစ်တတ်ပါတယ်နောက်အဲ့တော့ဘာဖြစ်လဲဆိုတော့လောကီပေါ်လဲအမြင်မကြည့်တော့ဘူးကိုကိုကိုအပေါ်မှာလဲအမြင်မကြည့်တော့ဘူးအဲ့တော့ဘာလုပ်ရမှာလဲခုနကကျွန်တော်ပြောလိုပဲ lesson learn မယ်ပို့ရမှာအဲ့တော့တော်တော်ကြားဖို့တဲ့အကြောင်းအရာလေးတခုရှိတယ် လောကမှာတဲ့အပြစ်မတင်တိုက်တဲ့သူတယောက်ပဲရှိတယ်တဲ့လုံးဝအပြစ်တင်လို့မရတဲ့သူပေါ့သူကဘာလို့လဲဆိုတော့တဲ့ကိုကိုတိုင်းပဲတဲ့အဲ့တော့မှတ်ထားပါเนาะကျွန်တော်တို့ကအတိတ်ကအကြောင်းအရာတွေတွေးတွေးပြီးတော့မှကိုကိုကိုထိုင်အပြစ်တင်နေခြင်းဒီကျွန်တော်တို့အလုံးမဟုတ်ဘူးအဲ့တော့ဘယ်တော့မှကိုကမမားခဲ့ဘူးလို့ပဲတွက်ပါเนาะအဲ့တော့အဲ့တော့အဲ့တုန်းကလုတ်ခဲ့တာငါတွေးခေါ်နေငါလုတ်ခဲ့တာမှန်လို့လုတ်ခဲ့တာဒါပေမဲ့မှားသွားတယ်အဲ့တုန်းကငါသိခဲ့တဲ့เนาะ knowledge လေးလေးနဲ့ဘုဒ္ဓတာလေးနဲ့လောင်းနေငါဆုံးဖြတ်ချက်ချခဲ့တယ်မှားခဲ့တယ် ဒါပေမဲ့ဒီချိန်မှာကိုကအရင်တော့ကလည်းမဟုတ်တော့ပိုကောင်းသွားပြီ။ဒါမျိုးကျွန်တော်တို့တွေးဖို့လိုတယ်။ဒါမှသာရင်ကျွန်တော်တို့ကဘဝမှာပျော်ရွှင်ခြင်းတို့ကြီးပွားထိုးတဲ့ချမ်းသာခြင်းတို့အောင်မြင်ခြင်းတို့ဆိုတာဖြစ်လာမှာ။မဟုတ်ရင်ကိုအမားတွေကြောင့်ကိုတွေးပြီးကိုကိုအပြစ်ရှိတဲ့လူခန္ဓာစိတ်ကြစိတ်လေရှစ်ဆက်မသွားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိတ်ထဲမှာသွားနေရရောက်ပြီးတော့မှဘာအောင်မြင်မှုပျော်ရွှင်မှုမှရမှာမဟုတ်ပါဘူး။တခုစဉ်းစားလိုက်နိုင်မယ်လို့ထင်ပါတယ်။ကိုတခုစဉ်းစားလိုက်နိုင်တာများပါတယ်ဆိုလို့ရှိရင်ကောင်းမှမှာရေးပြပါဦး။ ကျွန်တော်တို့ကိုညံလေးအောင်ပါဒီဗီဒီယိုဆုံးရှုံးကြည့်ပြီးတော့လည်းကျေးဇူးများတင်ပါတယ်မင်္ဂလာရှိသောနေ့ဖြစ်ပါစေ။